က်တော် A ဟာရခိုင်ပြည်နယ်သိမ်းတိုင်ပွဲတွင်မြို့နယ်16မြို့နယ်ထိသိမ်းယူပြီးထိစပ်နယ်မြေတွေကိုပါစီးရဲချက်ထွင်လာနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာစစ်တွေမောင်နဲ့ကြောက်ဖြူသုံးမြို့နယ်ကိုသာထိန်းချုပ်ထားနိုင်ပြီးရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ကြောက်ဖြူမှာစီးရဲပြင်းထန်နေပါတယ်။ရခိုင်ပြည်နယ်နဲ့ထိကပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းဧရာဝတီတိုင်းကစစ်ကောင်မရှင်ရဲ့စစ်စခန်းကြီးအချို့ကိုအေအေကထိန်းချုပ်ထားတယ်လို့ ISB မြန်မာကဖော်ပြထားပါတယ်။ပဲခူးတိုင်းနဲ့မကွေးတိုင်းတွေကကပ္ပစကာကွယ်ပစ္စည်းစက်ရုံတွေကို AA ကချင်းချောက်လာတာတော့အမှန်ပဲ။သိမ့်မှုဖြစ်နိုင်တယ်။မဖြစ်နိုင်တဲ့ဆိုတာနောက်ထားအဲ့ဒီနေရာတွေထိတိုက်ပွဲပြင်လာနိုင်တာကစစ်တပ်ကိုတုံ့လှုပ်စေတာပဲလို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပဲခူးတိုင်းတွင်းရှိညောင်ကျိုးစခန်းဒေသတောင်တကျောနဲ့ကာကွယ်ပစ္စည်းစံယုံကပ္ပဆတ်16ရဲ့ကာကင်းကုံ63လုံးပွိုင်းစခန်းတို့ကို အေကတိမ့်ပိုက်ထားပြီးညောင်ကျောင်းနဲ့ဆင်လန်ကျောင်းမှာလည်းစစ်ကောင်မရှင်ကခန်းစစ်ခန်းတွေပြင်နေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။မကွေးတိုင်းတွင်းမှာတော့နေကန်ဖြူအောင်ကုန်းတဝိုက်ကအဓိကကကင်းစခန်းအလုံးနီးပါးမှာလည်းအေရဲ့တိမ့်ယူတော်ကိုခံနေရပြီးပင်မဖြူအောင်ကုန်းရှိပိတ်မိစစ်ကောင်မရှင်တပ်သားတွေစီရိတ်ခါနဲ့ခရင်ပို့ဆောင်မှုတော်ခက်ခဲနေတယ်လို့သိရပါတယ်။ ဒါအပြင် AR တိုင်းရေကြီးအမြောက်တက်၃လေးလေးအနီးကကာကင်းတွေလေးမျက်နှာမြို့နယ်တဲကဆက်ဆက်ရွရွာနဲ့တဲနုကုန်းရွာကကာကင်းဆန်းနှစ်ခုထပ်မင်းဲကို A ကထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်စစ်ကောင်မရှင်ဟာရှမ်းမြောက်ပြည်ရဲ့မှုကိုခွင့်ကောင်းယူပြီးရခိုင်ပြည်နယ်တွင်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ကာစင်ရတိုးချဲ့နေပေမဲ့ A ထိန်းချုပ်နယ်မြေတွေကိုတော့ပြန်လည်ရယူထားနိုင်တာမရှိသေးပါဘူး မကွေးတိုင်းငဖဲမြို့နယ်ရှိနိုင်ငံပြူဟာစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ဆုံးလာတဲ့ထွက်ပြေးတာတွေရှိနေတဲ့အတွက်စစ်ကောင်မရှင်ကစစ်ကုံအင်အားနဲ့ခဲယမ်းတွေကိုအဆက်မပြတ်ပို့ဆောင်နေရတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာဒီဇင်ဘာ3ရက်နေ့ကနိုင်ငံစခန်းကိုလမ်းသစ်နဲ့လမ်းဟောင်းတစ်ခုလုံးကနေအင်အားအပြည့်ပါတဲ့စစ်ကြောင်းကြီးတစ်ခုနဲ့ခဲယမ်းတွေတင်ဆောင်ထားပြီးအဆောင်ရှောင်းလိုက်ပါလာတဲ့စစ်သုံးကားကြီး၅စီးကိုပို့ဆောင်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။ ပစီလန်ဟောင်းကိုအင်အားနဲ့ခရမ်းပန်ကာငါစီချင်းလင်းစစ်ကြောင်းနဲ့ဂုတ်ကြီးလန်တစ်ကိုလည်းကာငါစီချင်းလင်းစစ်ကြောင်းထိုးအဲ့လိုတက်သွားတယ်လို့သတင်းရေးမြစ်က ERR Times ကိုပြောပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာ၁ရက်နေ့ကလည်းဂုတ်ကြီးရွာလန်တစ်ဘက်ကနေစင်ရအပြည့်ပန်ကာကြီးနှစ်စီးကို နေကံဘက်ကိုပို့လို့ခဲ့တယ်လို့သိရပါရယ်ဒါအပြင်စစ်ကောင်မရှင်အပြီးခဲ့တဲ့နိုဝင်ဘာ30ရက်နေ့ကတန်ယူပို့ဆောင်ရေးလေရင်နဲ့ဝင်ရင်ကတဆင့်ရိတ်ခါနဲ့ခရမ်းထုတ်တွေကို နေအကံပြူဟာကိုထပ်မံပို့ဆောင်ခဲ့ပါတယ်။အဲဒီလိုပို့ဆောင်ရမှာလေရင်ဘော်ကကြားလာတဲ့ရိခါတုတ်တွေကိုကောက်ယူတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုအရခတတော်အေကလက်နက်ကြီးစနိုက်ပါတွေနဲ့ပစ်ခတ်ခဲ့လို့တေဆုံးမှုတွေရှိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်နဲ့26ရက်နေ့တွေကလေကြောင်းကနေပို့ဆောင်တဲ့ရိခါနဲ့ခရမ်းတုတ်အချို့အေတပ်ဖွဲ့စီကိုရောက်ရှိသွားမှုတွေလည်းရှိခဲ့ပါတယ်။နေအကန်တဝိုက်တိုက်ပွဲတွေမှာအပြန်အလှန်ပြစ်ခတ်တာတွေအပြင် နှစ်ဖက်တပ်ဖွဲ့တွေဒရုန်းတွေကျဲချခဲ့တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ကသိမ်းဆုံးမှုတွေရှိတယ်လို့အေအေဘက်ကလည်းထိခိုက်မှုတွေရှိတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကအော်တိုဘာဒုတိယပတ်ကစလို့လက်လွတ်လိုက်ရတဲ့နေအကန်စခန်းအစိပ်ပိုင်းချို့မှာပိတ်မိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ချိန်ဆက်မိနိုင်ဖို့စစ်ကူအင်အားတွေကိုဇက်တိုက်ပို့ဆောင်နေတာပါ။အမြောင်းစစ်စင်ဌာနချုပ်မဆာခ939အတွင်းကိုမကွေးတိုင်းတွင်းကတရင်တပ်ဖွဲ့တွေပြင် အခြားထုံနှုံတက်တွေကိုပို့ဆောင်စုဆောင်ထားပြီးနေကန်စကန်ဘက်ကနေစစ်ကူပေးနေရတာလည်းဖြစ်ပါတယ်။ကျောက်ဖြူမှာတော့စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရွာကိုအေအေကပြန်လည်စီးနှင်းတိုက်ခိုက်မှုတွေလှုပ်ထားနိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ဒီဇင်ဘာတရနေ့မှာမင်းပြင်းကစီးရအချက်ချကြတဲ့နေရာချို့နဲ့ တိုင်းချောင်းရွာကိုအေကစိုးမိုးမှုပြန်လည်ရယူထားတာပါ။ကြောက်ဖြူတိုက်ပွဲကိုစစ်ကူပို့ဖို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုရန်ကုန်ကနေရေချောင်းနဲ့ပို့ဆောင်လိုက်တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။စစ်ကော်မရှင်တပ်ဟာတမတစ်တဲ့နီးပြူအားမူဒုတိယဗိုလ်မှူးကြီးမျိုးမင်းတန့်ဦးစီးတဲ့ခမာယာ21နဲ့ခမာယာ213ခမာယာ219ကိုကနေခမန်းအင်အား900လောက်ကိုကြောက်ဖြူကိုပို့ဆောင်နေတယ်လို့သိရပါရယ်။ အေးအနေနဲ့ယာယီလက်လွတ်ခဲ့ရတဲ့တိုင်းချောင်းကိုပြန်လည်ထိုးစစ်ဆင်လာခြင်းစစ်ကောင်မရှင်တပ်ကလည်းလက်နက်ကြီးတွေနဲ့တံပြန်ပစ်ခတ်ခဲ့ပါတယ်အဲ့ဒီနေရာဟာစီးရဲရအေးပါတဲ့ကြောက်ဖြူရမ်းပြဲတစ်ပုတ်တောင်လမ်းခွဲဖြစ်တာကြောင့်စိုးမိုးနိုင်ရေးအတွက်ပြန်လည်ထိုးစစ်ဆင်နေကြတာလည်းဖြစ်ပါတယ်စစ်ကောင်မရှင်ကနိုဝင်ဘာ25ရက်နေ့နေ့လယ်ပိုင်းကကြောက်ဖြူမြို့နယ်တောင်ကြီးရင်ကျေးရွာနဲ့ချောင်းဖျားကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အပြင် တညောင်းရီရဲဌာနချုပ်အမှတ်32ရဲတပ်ရင်းနဲ့ပင်လယ်ပြင်မှာလှည့်လည်နေတဲ့စစ်နေဗီတွေကနေတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလက်နက်ကြီးတွေအပြင်းထန်ပစ်ခတ်ခဲ့ပါတယ်။တညောင်းရီရဲဌာနချုပ်နီလမ်းခွဲဘက်မှာလည်းပြီးခဲ့တဲ့နိုဝင်ဘာ24ရက်ကတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်ကောင်မရှင်ကဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာကြောက်ဖြူမျိုးလဲပါဝင်နေတာကြောင့်နေမြေဆုံးမမှုရယူနိုင်ဖို့အင်အားလုံးရင်တုံးပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ KNU တပ်ဖွဲ့ကြားတိုက်ပွဲဖြစ်ပွားပြီးနောက်ထိုင်းနိုင်ငံတက်ပြည်နယ်မဲဆောင်မြို့ရှိနေအိမ်ကိုလုံးကိုလက်နက်ကြီးကြီးစားနဲ့ကြီးစံတွေထိမှန်ခဲ့လို့ထိခိုက်ပျက်စီးခဲ့ပါတယ်။အဲဒီဖြစ်စဉ်တွေကြောင့်မဲဆောင်မြို့ရှိထိုင်းမြန်မာနယ်စပ်စစ်ဆေးဂိတ်ကိုတပတ်ကြာပိတ်တယ်လို့ကာကွယ်ဝင်ကြီးနတာဖွန်နဖာနစ်ကကြေညာခဲ့ပါတယ်။မြောက်ရီမြို့နယ်မင်းလက်ပံကျေးရွာနီးမှာမြန်မာစစ်တပ်အမှတ်နှစ်နဲ့တပ်မနဲ့ KNU တပ်မ6ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ နယ်စပ်သတင်းရင်းမြစ်တစ်ခုကပြောပါရယ်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်25ဦးလောက်ထဏ်ရာရရှိခဲ့တာကြောင့်ကြားပြန့်ချက်ချရွှေကုတ်ကိုရှိကြီးမားတဲ့အဆောက်အုံတလုံးကိုမြန်မာစစ်တပ်ကမြေပြင်ဆေးရုံဖြစ်အုံပြုခဲ့ရတယ်လို့သိရပါရယ်မင်းလက်ပန်ရွာနီးတိုက်ပွဲတွင်လက်နက်ကြီးကြီးစားနဲ့ကြီးစံတွေဟာထိုင်းဘက်ချမ်းနဲ့ကြားရောက်ကနေကိုလုံးကိုထိမှန်ခဲ့တာပါထိုင်းစစ်တပ်နဲ့ရဲရွာကြီးကရေဟာဖြစ်စဉ်ကိုစစ်ဆေးရမှာအိမ်ခေါင်မိုးတွေနဲ့ခြံဝင်းတွေတွင်9.56မီလီမီတာ 9.62မီလီမီတာအပြင်60မမမော်တာကြီးပိုင်းစာတွေတွေ့ရှိခဲ့ပါတယ်။မြန်မာစစ်တပ်ကဒဏ်ရာရရှိသူတွေကိုစေရုံကိုပို့ဆောင်က KNU တပ်ဖွဲ့ကခံစစ်စခန်း၃ခုကို ထိ ंछ ုပ်ထားစေဖြစ်ပါတယ်။ထိုင်းတပ်ဖွဲ့တွေကလည်းနေဆက်တလျှောက်မှာအသင့်နေထားဆက်လက်ရှိနေတယ်လို့နေဆက်သတင်းရင်းမြစ်ကပြောပါရယ်။ထိုင်းပိုင်နယ်ထဲကိုကြီးစံကြားရောက်လာပါကထိုင်းတပ်ဖွဲ့ကသတိပေးပစ်ခတ်မှုတွေနဲ့တုံ့ပြန်ခဲ့ပြီး လုံအပ်ရင်ဒေတာကန်တွေဘေးလွတ်ရာရွှေ့ပြောင်းရေးစီစဉ်လှုပ်ဆောင်မယ်လို့နက်တောင်ဖုန်နဖာနစ်ကဆိုပါတယ်။ထိုင်းစစ်တပ်ဟာမဲအောင်ဆောင်တဲ့တက်ကီနရီမှာပြေဝပြင်ဆင်ထားတယ်လို့၎င်းကဆက်ပြောပါတယ်။အမေရိကန်နိုင်ငံကပြင်ဆင်ထားတဲ့ငြိမ်းချမ်းစီမံချက်ကိုဆက်လက်တွန်းအားပေးနေမှုကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းစစ်ပွဲပြီးဆုံးလို့ရတယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောပါရယ် သူပူတင်ကယူကရိန်းစစ်ပွဲပြီးဆုံးစေလိုပါတယ်လို့ဒေါ်နယ်ထရမ့်ကအင်ဖီရိုမာသတင်းတောက်တွေကိုပြောပါတယ်မော်စကိုမြို့တော်မှာပူတင်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အမေရိကန်ထူးကိုယ်စားလှယ် State Week of တမတ်နဲ့အကြံပေးဂျရက်ကက်ရှနာတို့နဲ့အင်္ဂါနေ့ညပိုင်းမှာဖုန်းပြောခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်ယူကရိန်းပြည်ပခန့်ဆုံးသက်ရေးသဘောတူညီမှုရဖို့ရုရှားနိုင်ငံကအလွန်မင်းဆန္ဒပြင်းပြခဲ့ပြီး မော်စကိုဆွေးနွေးမှုတွေဟာကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တယ်လို့သူကဆိုပါတယ်။ပိုင်နက်နယ်မြေတတ်မှတ်မှုနဲ့ယူကရိန်းရဲ့နေတိုးဖွဲ့ဝင်ဖြစ်ရေးပါဝင်ကိစ္စရက်တွေပေါ်ဘလို့အပေးယူမှသဘောတူခဲ့တာမရှိဘူးလို့ရုရှားသမ္မတရုံးကပြောပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပတိုင်းရဲ့အစိုးရအဆုံးပြည်ပခါဖြစ်တဲ့ယူကရိန်းစစ်ပွဲအဆုံးသက်ရေးငြိမ်းချမ်းစီမံချက်နဲ့ပတ်သက်လို့အင်ဖြူရောကအကောင်းမြင်ထားပါတယ်။ရုရှားတပ်ဖွဲ့တွေရဲ့မကြသေးမီကနေမြေသိမ်းပိုင်မှုတွေကြောင့် ဆွေးနွေးမှုတွေကိုပုံဖော်လာခဲ့တယ်လို့ဆွေးနွေးမှုမှာပါဝင်တဲ့ပူတင်ရဲ့နိုင်ငံတိုင်းမူဝါဒအကြံပေးယူရီအူရှာကော့ဖ်ကပြောပါရယ်ပြီးခဲ့တဲ့သတင်းပတ်တွေတွင်ရုရှားစစ်တပ်ရဲ့စစ်မြေပြင်အောင်မြင်မှုကဆွေးနွေးမှုတွေကိုတက်ရောက်စေခဲ့ပါတယ်လို့သူကဆိုပါရယ်